death နဲ့ math နဲ့ခွာခြားပုံတွေကိုပြောပြပေးမယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ဒီဗီဒီယိုလေးမှာဆိုရင်ចောင်းသားတွေတွေကအမေးများတဲ့ကိစ္စတွေဖြစ်ဖြစ်တဲ့ death နဲ့ math နဲ့ခွာခြားပုံတွေကိုပြောပြပေးမယ်။ပထမဆုံးအနေနဲ့ကျွန်တော်ပြောပြချင်တာ death ရဲ့သုံးပုံတွေပြောပြပေးမယ်။အဲ့တော့ death ဆိုတဲ့ဟာကသူ့ရဲ့ရှေ့မှာ noun နဲ့ဒါမှမဟုတ် adjective နာမဝိသေသနအစရှိရတဲ့ဟာတွေကို သူကကရိယာဖြစ်တဲ့ဘက်ပုံစံမျိုးဖြစ်လာအောင်ဖန်တီးဖို့အတွက်သုံးယူလာဖြစ်တယ်။ဒါကြောင့် death ရဲ့ရှိမှာပါရှိလဲဆိုရင် now ဒါမှမဟုတ်ရင် adjective အစရှိတဲ့သကလုံးတွေကိုထားပြီးသုံးနေရှိတယ်။အဲ့တော့အဓိပ္ပာယ်ကကြာမှာဖြစ်သွားမလဲဆိုရင်ဖြစ်တည်ဆိုတဲ့အဓိပ္ပာယ်မျိုးရောက်သွားမယ်။ akai ဆိုတဲ့သကလုံးလေး akai ဆိုတာကတော့ adjective သကလုံးလေးပေါ့နော်။အဲ့တော့ akai ဆိုတာကတော့မိတော်လို့အဓိပ္ပာယ်ရတယ်။ဒါဆိုရင် adjective ကိုကျွန်တော်တို့ကဘက်ပုံစံမျိုးဖြစ်အောင်ကရိယာပုံစံဖြစ်အောင်ဖန်တီးမယ်ဆိုရင်အနောက်ကနေ death ကိုထည့်တဲ့အခါမှာ akaitas ရင်အနီဖြစ်သည်လို့အဓိပ္ပာယ်ရတယ်ပြောချင်တာက adjective ကို verb ပုံစံမျိုးပြောင်းဖို့အတွက်ကိုကျွန်တော်တို့ကအသုံးပြုတာဖြစ်တယ်နောက်တစ်ခု mass ဆိုတဲ့ဟာလေးကတော့ပြောရမယ်ဆိုရင်သူကငိုရေက original ပေါ့နော် verb ဖြစ်ပြီးသားအဲပြောမယ်ဆိုရင်ကရိယာပဲအဲ့တော့သူ့ရဲ့ရှေ့မှာသွားပြီးတော့ကျွန်တော်တို့က noun လို့ adjective ကိုထားပြီးသုံးလို့မရအဲ့တော့ mass ရဲ့အဓိပ္ပာယ်ကတော့ပြောမယ်ဆိုရင်ကျွန်တော်က be ဆိုတဲ့အဓိပ္ပာယ်ဥပမာထားပါတော့ tabemas အဲ့တော့သားတီး ဒါဆိုရင် तू ကပြီးပြီ။ तू ရဲ့ original bug ဖြစ်တဲ့ကြောင်ဘာမှအဖတ်လို့ရမလို့။အဲ့တော့ကြောင် death နဲ့ mass နဲ့ကွာခြားပုံကအခုပြောပြသွားတဲ့အတိုင်းပဲအသုံးပြရမှာဖြစ်တယ်။တချို့ကြောင်းသားတွေကမှားမှားပြီးတော့အသုံးပြတာလေးရှိတယ်။လုံးဝတိတိတသာကွဲပြားတယ်ဆိုတာဒီကိုအားလုံးကိုသိထားရမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ G1S မှာဂျပန်မှာလည်းပတ်သက်ပြီးတော့သင်ကြားနေတဲ့ fan fan ဖြစ်ဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။